ရေနိုင်တဲ့သဘာဝတန်းငွေတွေထက်ရှိတဲ့ကူဝိတ်နိုင်ငံကကမ္ဘာပေါ်မှာအချမ်းသာဆုံးနိုင်ငံတွေထဲမှာပါဝင်နေပြီးတော့နိုင်ငံသားရဟန်ငွေကိုရေးလို့သုံးနိုင်ကြပါတယ်။အင်းတိုင်းနီးပါးကားစီနိုင်ကြပြီးတော့တာယာတွေကိုလည်းမကြကနလဲပြီးအသုံးပြုကြပါတယ်။အဲဒါကြောင့်တာယာအဟောင်းတွေစွန့်ပစ်မှုများလာပြီးတော့ဒီနေရာကတော့ကူဝိတ်နိုင်ငံကကမ္ဘာကြီးဆုံးတာယာတတိယမြေဖြစ်ပါတယ်။ကူဝိတ်နိုင်ငံကလူကြီးရဲ့နည်းပေမဲ့အရန်ချမ်းသာတဲ့နိုင်ငံဖြစ်တဲ့အလျှောက်ကားပန်းဆိုင်မှုနှုန်းအလွန်မြင့်မားပါတယ်။ 2020စီးရင်ရလူကြီးတထောင်မှာကားစီ900ရှိနေပါတယ်။ကားတစ်စီးမှာပြန်မြတာယာ၄လုံးစီသုံးမယ်ဆိုရင်တစ်နှစ်မှာတာယာတန်းနဲ့ကြီးပြီးဆုံးဖြတ်ကြရပါမယ်။ဒီတာယာသင်းကြိုင်းကကူဝိတ်နိုင်ငံစလာဗီးယားမြို့နီးမှာရှိတဲ့ဂန္ဓရမှာတည်ရှိပြီးတော့သညတဒမ6စတူရန်ကီလိုမီတာကျဲဝန်းတဲ့ဒီနေရာကို2019ကနေစပြီးတာယာဆုံးဖြတ်တဲ့နေရာအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။တိုင်ယာတလုံးကိုပြန်မြကီလိုမီတာ3000နဲ့4000အထိပဲအသုံးပြုပြီးဆွန့်ပစ်နေကြပါတယ် ပြီးတော့တာယာတွေကိုလမ်းဘေးမှာစီကံမရှိအဆုံးပြစ်နေကြလို့အစိုးရကတာယာဆုံးပြစ်မှုနေရာကိုပြုလုပ်ခဲ့ရခြင်းပဲဖြစ်ပါတယ်။ဆုံးပြစ်ထားတဲ့တာယာပေါင်းတန်း80နီးပါးရှိတဲ့ဒီသင်္ကြန်ကြီးကို Google Map ကနေကြည့်ရင်အရှင်းကြီးမြင်နေရပါတယ်။အဲ့ဒီတာယာတွေကို recycle လုပ်ပြီးပြန်လည်အသုံးပြုဖို့ဆိုရင်လေတာယာကထွက်တဲ့ gas တွေကြောင့်ကောင်းကျိုးထက်ဆိုးကျိုးကပိုများပါတယ်။ 2020-21ခုနှစ်တွေမှာမီးလောင်ကျွမ်းမှုတွေဖြစ်ပေါ်စေခဲ့ပြီးတော့လေထုညဉ့်ညံ့မှုတွေဖြစ်စေတဲ့အတွက်ကြောင့်နိုင်ငံတကာကသတိပေးစိုးရိမ်မှုတွေရှိခဲ့ပါတယ်။အဲ့ဒါကြောင့်လေထောက်ပုံစံပြုလုပ်ပြီးတစ်ခုနဲ့တစ်ခုခြားထားပြီးတော့စုပေါင်းထားတဲ့ဆိုပေမဲ့လည်းမီးအန်တရေကတော့ရှိနိုင်ပါသေးတယ်။တန်ရဆုံးပြည့်တဲ့စိုးကျိုးတွေကြောင့်မီးလောင်ကျွမ်းရင်တန်ရမှာရှိတဲ့ဆာဖာနဲ့ခဲတွေကအစိမ့်အင့်မီးကိုးတွေထွက်ပြီးလေထုညဉ့်ညံ့ခြင်းကိုဖြစ်ပေါ်စေပါတယ်။ပြီးတော့တာယာတွေကဓာတုပစ္စည်းတွေစိမ့်ထွက်ပြီးမြင်းနဲ့ရေဒူးကိုထိခိုက်စေပါတယ်။ ဒါကြောင့်ဖြည့်ရှင်းချက်အနေနဲ့လမ်းပေါက်ခြင်းအဆောက်အအုံတွေတိစောက်တဲ့နေရာမှာတာယာအဟောင်းတွေကို recycle လုပ်ပြီးပြန်လည်အသုံးပြုကြပါတယ်။ဗတ္တိရားတွေအသုံးပြုပြီးတဘာဝဖြိုခွဲမှုတွေပြုလုပ်ဖို့လည်းသူတည်တနာလှုပ်ဆောင်နေရရှိပါတယ်။ဒီခုအခါမှာတော့ကူဝိတ်ဆိုရကစွန့်ပစ်တာယာတွေကိုကမ္ဘာနိုင်ငံအများပြားစီ recycle လုပ်ဖို့တင်ဖို့ရောင်းချလျက်ရှိပါတယ်။ဒါကြောင့်ဒီတာယာသင်းကျန်းကလူသားတွေရဲ့စွန့်ပစ်ဖြစ်စီစီမံခန့်ခွဲမှုအားနည်းချက်ကိုပြသနေတဲ့နမူနာတစ်ခုဖြစ်ပြီးတော့တဘာဝပတ်ဝန်းကျင်ထိခိုက်မှုကိုသတိပေးနေပါတယ်။ ဒါကြောင့်ကူဝိတ်အစိုးရကယခုအခါမှာတင်းကျပ်တဲ့စီမံခန့်ခွဲမှုတွေလှုပ်ဆောင်နေပေမဲ့လည်းကားအုံပြူသူများတဲ့အတွက်ကြောင့်ဒီအေရာမှာတာယာပုံကြီးကတော့ဆက်လက်တရှိနေဆဲဖြစ်ပါတယ်